ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ဆကောပရိသတ်များလုံးပဲမင်္ဂလာပါကျွန်တော်ဒါတနင်္ဂနွေနေ့မှာတော့ပရီးမီးယားလိချန်ပီယံဟောင်းနှစ်သင်းဒါမန်ချက်စတာယူနိုက်တက်နဲ့အာဆင်နယ်တို့ထိပ်တိုက်တွေ့မဲ့ပွဲရှိပါတယ်ဒီပွဲလေးနဲ့ပတ်သက်ပြီးတော့မှအိုဝင်ရဲ့စီတူရဲ့နေပေါ်မှာပါဝင်သုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအိုဝင်ရောစီတူရောမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဗျာဒီချိန်ကတော့ဒီလိုပွဲမျိုးလီတိုက်လို့ဒါကောင်းတဲ့ပွဲပါလေဟုတ်ကဲ့ဒီချိန်မှာတော့နှစ်သင်းလုံးကတိတ်လီမတိုက်နိုင်ကြတော့နှစ်သင်းလုံးကလည်းသူ့ဟာသူဒုက္ခကိုစီတွေ့နေကြတာပေါ့လေရက်တီမူရောအာဆင်နယ်ကတော့ဒါအများကြီးဒါယူနိုက်တက်တော့တာပါတယ်ဒါမဲ့လည်း လောလောဆယ်အာဆင်နယ်ကိုတိုင်ကလည်းတိုက်စစ်မှုပြဿနာတွေရင်ဆိုင်နေရတယ်။လီဗာပူးကိုအမီလိုက်ပို့တဲ့ဆိုင်တဖြည်းဖြည်းနဲ့ဒီအဆင့်3 4ဆိုတဲ့အသင်းအနေနဲ့အမက်ကွာဟာချက်ဟိုဒီတက်ထပ်ပြီးမကျင်းမြောက်အောင်ပြန်ပြောမအောင်စိုက်လာမယ်အနေအထားမျိုးတွေအာဆင်နယ်ကလည်းရင်ဆိုင်နေရတယ်။မန်ချက်စတာယူနိုက်တက်ကလည်းဒီအားဒီမှာအလုံးပြည့်တယ်မဲ့အင်ကွင်းတွေကအင်ကွင်းရှုံးပွဲတွေကအန်တရားလောက်ကိုများတာပေါ့လေ။ဒါဟိုအော်ပတာစတက်တွေကတော့ဘလို့ထွက်လဲတော့မသိဘူး။ဟိုဘယ်ကူးနေနောက်ပိုင်းဘလောက်အများဆုံးလဲဆိုတာလည်းတော့မသိဘူး။ဒါပေမဲ့တိကျတစ်ခါတော့ ဒီအိမ်ဝင်းမှာဒါ ultra flow ရဲ့အရှိန်ပါဆိုတော့လုံးဝမရှိသလောက်အောင်ဖြစ်နေတာလေဒါရင်ဆိုင်နေရတာပေါ့လေအရင်ဆုံးစီတူကနေစပြီးတော့မှဒီ Manchester United ဒီပွဲပေါ့ဘယ်လိုချင်းကပ်လာနိုင်လဲဆိုတာလေးစပြောပြပါဦးဟုတ်ကူ Manchester United ကတော့အိမ်ဝင်းဝေခွေမရွှေတော့ဘူးနိုင်တာတော့မဟုတ်ဘူးเนาะရတဲ့ဆိုတော့အိမ်ဝင်းရဲ့လို့လေကျွန်တော်တို့အထွေထူး ultra flow ရဲ့အရှိန်ပါပဲလေမရှိတော့သလို United ရဲ့အရှိန်ဝါလည်းဘာမှမရှိတော့တော်တော်လေးဆိုးရွားတဲ့အခြေအနေမှာကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်အဲ့တော့လက်ရှိမှာကျွန်တော်တို့ ဘာသွားတွေ့ရလဲဆိုတော့ပြီးခဲ့တဲ့လပိုင်းတုန်းကတော့ဒီဇန်နဝါရီတုန်းကအစနယ်ကိုသူတို့ဝေးခွင့်မှာအဲဝေးခွင့်မှာနိုင်ယူခဲ့တယ်ဗောနော်အဖေဖလားမှာတည်ရကစားတယ်ပနတီမှာနိုင်ခဲ့တယ်အဲ့ပွဲတုန်းကလည်းအလောက်ကြီးရလက်ကောင်းနေပြီမြဲအလောက်ကြီးဂျင်းနေဖို့မကောင်းခဲ့ဘူးပေါ့နော်ပြောမစအစနေဘက်ကတတိုင်းတိုင်းကန်သွင်းမှုဘယ်မှာပဲရင်တည်းရောကာခွဲပြီးတော့မှ save 12ဂျင်းကောင်းမှုဟုတ်ကဲ့အဲ့လိုမျိုးဂျုံတွေးခဲ့ရအဲ့တော့ United ဘက်ကအများကြီးကျွန်တော်တို့မျောလင်းလို့မရဘူးပြီးခဲ့တဲ့ Fulham နဲ့ပွဲတော်ကလည်းကျွန်တော်တို့ပြုတ်ခဲ့တယ်ပေါ့နော်အဖေဖလားနဲ့ပြုတ်ခဲ့တယ်ခြေစွမ်းပိုင်းအားဖြင့် ော်တော်လေးကြာစင်းနေတယ်လို့ပြောလို့ရတယ်။တရားပြဿနာတွေကလည်းအများကြီးပဲပေါ့နော်။ဒီအတင်းတိုင်ပတ်နေတဲ့ကြားထဲမှာတရားပြဿနာတွေကလည်းအများကြီးပဲ။ဒီကြားထဲမှာကျွန်တော်လောက်လောက်လာလာဘာမှမမြင်ရအောင်တခုတော့ရှိရပါဘောနော်။ကျွန်တော် Everton နဲ့ပွဲပြီး Ipswich နဲ့ပွဲ၊ Fulham နဲ့ပွဲအဲ့ပွဲတွေမှာ Everton နဲ့ဆိုရင်မိနစ်80ကနေ90ကြာလောက်မှာနည်းနည်းလူ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 ကစားနေတာတွေတွေ့ရတယ်။ Ipswich နဲ့ပွဲမှာလည်းတချို့အခြေအနေတွေမှာတွေ့ရတယ်။ပြီးတော့ဒီပြီးခဲ့တဲ့ Fulham နဲ့ပွဲမှာဆိုရင်ပွဲအစပိုင်းမိနစ်အနည်းငယ်နဲ့ခြေပါကိုကြာပြီးနောက်ပိုင်းမှာပုံမှန်ခြေစွမ်းပုံစံလေး တွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုခြေစွမ်းပြနိုင်ဖို့တော့လိုအပ်နေတယ်ဒါတကယ်လို့အဲ့လိုခြေစွမ်းပြနိုင်သည့်တိုင်အောင်ပြနိုင်ရင်တော့အာဆင်နယ်ကိုရှင်းနိုင်ဖို့ကအဝေးလိုအပ်နေသေးတယ်လို့ကျွန်တော်တို့ယူဆတယ်ဟိုအခြေစွမ်းပြသွားနိုင်တဲ့အခိုက်အတန့်တွေညီဘယ်လိုပြောမလဲ technical switch အရာဘယ်လိုပြောင်းလဲသွားလို့ဒါမှမဟုတ်ဒီကစားသမားတွေရဲ့ဒီဘယ်လိုပြောမလဲ emotion ဘိုင်းရပြောင်းလဲသွားတာကြောင့်လားအဲ့အဲ့မျိုးလေးပေါ့ဒီကောင်းသွားတဲ့ဆိုတဲ့အခြေအနေလေးတခုကဘယ်လိုကြောင့်မလဲဖြစ်မယ်လို့မသိဘူးအဓိကတော့ဟို United မှာဘာသွားတွေ့ရလဲဆိုတော့ ဟိုသူတို့ပြဿနာတက်နေတဲ့အပိုင်းရှိအဲ့ဒါကပွဲတိုင်းညီပါကိုသူတို့နောက်ကနေလိုက်ကစားနေရအောင်နော်အခုအမော်ရင်ကင်တွေဘီရဲ့ပွဲတွေရဲ့80%လောက်က80%တောင်ပူမထင်နဲ့အကုန်လုံးကိုဒီနောက်ကနေပေါ့နော်ဒီ lead ကိုလိုက်ပြီးတော့ပြန်ကစားရတာပေါ့နော်အဲ့အချိန်ဒီမှာအဒီ United လို့ပြင်နေမှုမရှိသေးတဲ့အသင်းဒီကစားရန်တစ်ခုကိုဒီစောင့်နိုင်သေးတဲ့အသင်းတွေကအရန်ခတ်တယ်ပေါ့နော်အဲ့ဒါကြောင့်ပြဿနာတက်နေရဖြစ်တယ်အဲ့တော့ဟိုအခုခုနကကျွန်တော်ပြောခဲ့တဲ့ Everton နဲ့ပွဲလို့မှာဆိုဟိုအသင်းရဲ့ low shot တောက်လျှောက်အရန်ဒုက္ခတွေ့ပါဘူးနော်ဒုက္ခတွေ့ပါတယ်သူတို့ကစားခွက်တွေ form တွေခဏထားလိုက်သူတို့ဒီ intensity အပြည့်နဲ့ဒီအသေးနဲ့အားထုတ်ကစားတယ်ပေါ့နော်ဒါပြောမစွင်ဒါ set piece တွေကရခဲ့တာများပါတယ်ကူးတွေကတော့ Everton နဲ့ပွဲရောဒါ Ipswich နဲ့ပွဲရော set piece တွေကနေရတာများတယ်ပေါ့နော်အဲ့တော့ဒီပြီးခဲ့တဲ့ Fulham နဲ့ပွဲမှာဒါဒီသူတို့ရဲ့ white play ကနေရရှိခဲ့တာပေါ့နော်ဒါပေမဲ့သူတို့ခြေစွမ်းမှာဒီ intensity တက်လာတယ်နဲ့မြတ်ဒီကစားသမားတွေရဲ့အာအားထုတ်မှုပုံမြင့်လာတယ်နဲ့ခြေစွမ်းလေးကတော့ နေလီတက်လာတာမျိုးမြင်ရတခြားသောတက်တီကယ် switch တွေပါရောကျွန်တော်အများကြီးမမြင်ဘူးအဓိကကစားသမားတွေရဲ့ဒီအိုင်ယွန်စူးဆိုင်မှုပေါ့နော်ဟိုပြောမယ်ဆိုအိုင်ယွန်စူးဆိုင်မှုကတော်တော်လေးကိုအမ်နည်းတယ်တဲ့မှာပါတယ်ကိုကြီးပေးရတာအိုင်ယွန်ဆက်မှုနည်းလို့ပေးရတာတွေကအများတယ်ပေါ့နော်အဲ့တော့အဲ့အခြေအနေကိုရှောင်လွှဲနိုင်ဖို့လိုတယ်ကိုစောစောမပေးရဘူးလိုတယ်အဲ့တော့အဲ့ဟာကဘာနဲ့သွားပြီးတော့သွားတိုက်ဆိုင်လဲဆိုအာဆင်နယ်အတင်းကကိုစောစောမရရင်အာဆင်နယ်အတင်းကလည်းတိုင်ပတ်တဲ့အတင်းဖြစ်နေအဲ့ပြီးတော့သူတို့အဲ့လိုမျိုးမလုံးနိုင်တာလည်းများလာတယ်မနစ်ကတော့ဆိုင်ကိုစောစောမရဘဲနဲ့သူတိုင်ပတ်သွားတဲ့ပွဲတွေကလည်းများလာအဲ့တော့ United အနေနဲ့ tactical switch ဆိုတာတက်ဆိုင်သူတို့အနေနဲ့အဲ့ tactical switch တွေ tactical setup တွေကသူတို့အတွက်အခုချိန်မှာအဝေးလိုအဝေးဖြစ်နေလက်ရှိအချိန်မှာသူတို့ဒီရှိရလေးနဲ့လောက်အောင်ဆင်ပြီးတော့ဟိုဖြစ်ဖြစ်မြည်ကန်နေရတဲ့ level မှာပဲရှိနေတာပေါ့နော်အဲ့တော့ကိုစောစောမပြေးရဘူးねဒီအဲ့အချက်အချက်ကိုအရေးကြီးဆုံးလောက်အားလိမ့်မယ်လို့ပဲကျွန်တော်မြင်နေပို့ဟုတ်ပါဒါကျွန်တော်ဆက်ပြောချင်တာပေါ့ဒီစီသူပြောသွားတဲ့အထက်မှာဒါ goal မမမမမန်ချက်စတာယူနိုက်တက်ကပါနော်ဒီဂိုးစောစောရလို့ရှိရင်မှန်တိုင်းပြောမယ်ဆိုအခုလက်ရှိဒီ M1 ဆက်ရောက်တဲ့အချိန်ကနေပြီးတော့ဒါပြီးခဲ့တဲ့ဒါ F A ဒါ F1 ကိုရှုံးတဲ့ပွဲအထိဒါပြည်ရင်းပွဲပွဲက20လောက်ရှိတယ်အဲ့20မှာကိုဦးဆောင်ကိုရတဲ့အချိန်ရလေးပွဲမှာလုံးဝလေးပွဲလုံးမရှုံးဘူးနှစ်ပွဲတည်နှစ်ပွဲရှုံးရှိတယ်ဒါပေမဲ့ကိုကဦးဆောင်ကိုပေးလိုက်ရပြီဆိုလို့ရှိရင်ရှုံးတဲ့ပွဲတည်ပွဲကများတယ်ဒါပေမဲ့အဲ့ထဲမှာနှစ်ပွဲပဲနိုင်ပွဲရှိတယ်အဲ့ပွဲက Man City ပွဲနဲ့ Southampton ပွဲအဲ့တော့ဆိုတော့ဒီမှာဒီမှာကျွန်တော်ကဘာသွားတွေ့လဲဆိုတော့ Manchester United ကဂိုးစောစောရမယ်ဆိုလို့ရှိရင် Amorian အဲ့ချိန်မှာသူက541 deep blow နဲ့သူက ခန်းစစ်ကစားတတ်တယ်။ခန်းစစ်ကစားတတ်တယ်။သူက comment တွေကိုပြတယ်။အဲ့အဲ့မှာကျွန်တော်ကဘာသွားတွေ့လဲဆိုတော့တော်နောက်ထပ်ပေါ့နော်။ဒီဟိုကမစ္စတာယူနိုက်တက်တိုက်စစ်ပိုင်းကဒီပြောရမယ်ဆိုရင်ခန်းစစ်နဲ့တိုက်စစ်မှာဆိုရင်တိုက်စစ်ကအခုလက်ရှိမှာအလုပ်ကောင်းကောင်းမလုပ်နိုင်ဘူးလို့ပဲကျွန်တော်ယူဆတယ်။အဲ့အဲ့တော့ခန်းစစ်မှာဘာပဲပြောပြော framework ရှိတယ်။ framework ရှိတယ်သူအလုပ်အလုပ်ကောင်းကောင်းလုပ်နိုင်တယ်။ Amorian လက်ရှိဒီအနေထားအရဒီအမှတ်တမ်းတွေရတော့မင်းစားယူနိုက်ဂိုးစောစောရဖို့လိုတယ်ပေါ့နော်။လိုတယ်တော်တော်လေးကိုလိုတယ်။အဲကောဟိုကပြောသူတော့ဆိုပဲဒီဂိုးစောစောပေးလိုက်ရပြီဆိုတော့တော်တော်လေးကိုတိုင်ပတ်သွားမယ်ယူကဘာမှမလုပ်ဘာမှမလုပ်နိုင်တော့ structure မရှိရတဲ့အတွက် ခန်းစစ်ပိုင်းမှာ structure လေးရတော့ဘာပြောအတိုင်းတိုင်းဟုတ်တယ်ခန်းစစ် structure တော့မြင်ရပါတယ်တိုက်စစ်ပိုင်း structure ဘာမှမရှိရအတွက်ကိုက goal light တွင်းရမယ်ဆိုရင်ဒီအသင်းရဲ့အဲတော်တော်ဒုက္ခရောက်သွားပြီပြီးတော့ hardware တွေအများကြီးဖြစ်လာပြီးတော့ကိုယ့်ဘက်ကဘူပေးရနေချိန်တော့ပိုတက်လာဒါပေမဲ့ကိုကကိုရသွားတယ်ဆိုရင်ကြတော့ပိတ်ကံပဲပိတ်ကံတဲ့ဟာတော့တို့အတိုင်းအတာတစ်ခုကြီးကောင်းကောင်းကစားတတ်တယ်ပြီးတော့ risk လည်းပိုနေသွားတဲ့အခါမှာခုနကကိုပြောတဲ့အမှတ်တမ်းတွေထွက်လာရင်လို့ကျွန်တော်လည်းယူဆမိဟို Premier League ဒါ Amorin ရောက်ပြီးနောက်ပိုင်းဆို Premier League တပွဲ Arsenal ကိုထူးစီးနေရှုံးနေအဲ့ဒီတပွဲရင်ဆိုင်ပြီးပြီးနောက်တော့ FA ဘာမှာ penalty ဆုံးဖြတ်နဲ့ United ကနိုင်သွားတဲ့တပွဲနှစ်ပွဲပေါ့အဲ့ဒီနှစ်ပွဲစလုံးကိုဒါကြည့်မယ်ဆိုရင် United ကညီလို့ပြောတာတွားပြီးတွေ့ရတယ်အမော်ရိုကိုတိုင်းလည်း Arsenal ကိုဂိုမပိရရေပို့ပြီးမှဦးစားပေးပြီးချစ်ကတောင်ပို့ပြီးမှတွေ့ရတယ်ဒါ Premier League ပွဲဖြစ်2-0နဲ့ရှုံးတဲ့ပွဲဆိုတော့ဒီတိုင်းပဲဒီ1-0မဖြစ်ခင်စကြမှာ United ရဲ့ခံစစ်ကစားကိုတော်တော်လေးကောင်းတယ်ကြစ်လစ်တယ်လို့ခံစားရတယ်ဒါပေမဲ့ဂိုးပေးလိုက်ရပြီးတဲ့အချိန်ဒီမှာကျတော့ ပြန်ပြီးမှတိုက်စစ်ဆင်တဲ့အချိန်မှာပိုပြီးဟာခွက်တွေများသွားတယ်။ဥပမာပြောချင်တာဥဒီပထမဂိုးမရခင်အချိန်နဲ့ပထမဂိုးပေးရပြီးအချိန်မှာအာဆင်နယ်ရတဲ့ဂိုးသွင်းခွင့်ကတော်ကြီးကိုပွားတယ်။ဟုတ်ကဲ့။အဲအဲ့ဒီအချိန်တွေပေါ့လေအဲဒီမှာ United မှာတော့ဥဆောင်ဂိုးပေးရတဲ့အချိန်တွေမှာဒါအိုဝင်လည်းပြောရတဲ့ဟာတွေတော်တော်လေးကောင်းပါတယ်။ဥဆောင်ဂိုးပေးရတဲ့အချိန်တွေမှာဆိုရင်ပြန်ပြီးမှလိုက်နိုင်စွမ်းကြတော့တော်တော်လေးအားနေတယ်။ဥဒီဘက်မှာနည်းနည်းလေးဟိုစောင့်ကြည့်နေတာက OB မှာတက်လာပြီးအာဆင်နယ်ရဒါကစားအစနေကဒါအမတ်တရကြံကြည့်မယ်ဆိုရင်ရွန်နီရွန်နီတော့ထားပါတော့အေဗာနာမှာဂရင်းနဲ့ ဒီအာရီကိုကူးသွင်းခဲ့ပါတယ်ဒါပေမဲ့ယူနိုက်တက်မှာလည်းအာရီနဲ့ပွဲဒီမှာဟီးရိုးစပြီးမှဒါဖြစ်ခဲ့ဆယ်ကျော်သက်လေးနဲ့နောက်တော့ရက်ရှ်ဖို့ရက်ဖို့အဲဒါတွေလည်းဒါအမှတ်ရအောင်နော်ဒီလိုမျိုးယူနိုက်တက်လူငယ်ကစားသမားတွေကအာဆင်နယ်နဲ့ပွဲဒီမှာဂိုးရီသွင်းပြီးမှဒီနောက်ဆင့် level တစ်ခုကိုရောက်ခဲ့တယ်အခုဒီအာဆင်နယ်ကစားသမားဟောင်းလေးအာဆင်နယ် academy ရဲ့ကစားဟောင်းလောင်းထဲရလေဒီပွဲမှာဟိုပုံဝင်ကစားဝင်ရနိုင်လို့တဲ့အနေအထားမျိုးရှိလားဆိုတော့ဦးမင်းကတစ်ချက်တော့ပြောပြပါဦး လောလောဆယ်တော့ white line ကတော်တော်လေးအချိန်ကြီးစိုးနာပါเนาะတော်တော်လေးအချိန်ကြီးစိုးနာဆိုတော့ဒါ chido ob နေနဲ့တော့အခွင့်အရေးရလာနိုင်တယ်ပေါ့เนาะဒါ minute အနည်းငယ်လောက်ပေါ့ရလာနိုင်တယ်ဒါပေမဲ့ဟို amore နေနဲ့ဟိုဘယ်ချိန်လောက်မှစပြီးသုံးလဲဆိုတော့ပဲကြိုကြည့်ရမယ်ပေါ့เนาะဒါပေမဲ့ဒီ clear ရဲ့ဒါ off the ball movement လေးတွေလှုပ်ရှားမှုလေးတွေတော့ပြီးခဲ့တဲ့ full line နဲ့ပွဲမှာကျွန်တော်တွေးခဲ့တယ်ပေါ့เนาะသူကစားတဲ့ဒါ minute 50ကျော်လောက်မှာဒါ pitch and 3ချိန်လောက်ထိရအောင်လှုပ်ရှားပြနိုင်တယ်ဆိုတော့သူ့စီကတော့ဟိုနည်းနည်းမျောလင့်ချင်ရလေးတွေထွက်လာတယ်เนาะဒီ ob martin ကဒီ europa league ပွဲကို မကင်မကင်ရမကင်ရဘူးမကင်ရတော့တည်ကြတယ် white line sex you ပဲကင်ရမှာတော့ပွဲ walk loop အနေထားရတယ်အဲအဲအဲကြောင့်လေဒီဟိုကတစ်ချက်သွားတွေးရလေဆိုရင်လည်းဘွဲသူ register မလုပ်ထားဘူးဆိုတော့ဒီ Arsenal နဲ့ဘွဲကြရင်သူ first line နဲ့မြန်ပါလာမလားပေါ့နော်ပါလာရင်လည်းအရင်ဖြစ်ရလေးတွေနဲ့ဆက်ဆက်ပြီးတော့မှလုပ်ပြနိုင်မလားဟုတ်ကဲ့တိုက်ဆိုင်တိုက်ဆိုင်မှုလေးရတော့ဇလန်ဟောင်းလေးရရှိရတယ်ပေါ့နော်ဒါပေမဲ့လေဖြစ်လာဟိုကျွန်တော်ရုပ်တိနေတိုင်းလည်းကြာရင်တော့ပြောရတာခက်တာပေါ့ဒါပေမဲ့ဇလန် ဇလန်းဆိုကြအောင်ရာဇာလေးပေါ့လေဟိုအချင်းနေတော့မတူဘူးပေါ့လေပြီးတော့ဟိုကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ဟိုအဲ့လိုအရင်သွေးလည်းရှိတယ်ဗျာပြောမှဆိုတော့ Rushford လို့သူအရင်သွေးမျိုးလည်းရှိတယ်သူရင်းမှုလည်းသူပြတာထား Rushford ကတော့ဒါ Midland နဲ့ပွဲမှာသူအရင်နှစ်ခိုးစသွင်းတယ်ပြီးတော့ Premier League ပွဲဥတည်းဖြစ်ဒါကဲတယ်ကဲပြီးတော့သူတွင်းတွင်းတယ်ပေါ့နော်အခုကတော့ဒါ Fulham နဲ့ပွဲမှာကိုးတော့မသွင်းဘူးဒါပေမဲ့ဘာဖြစ်ဖြစ်အလုပ်တော့ဖြစ်တယ်တိုင်းလာပြီးအလုပ်ဖြစ်တယ်ပေါ့နော်အလုပ်ဖြစ်တဲ့ဟာပြနိုင်ခဲ့တယ်အစွမ်းစားရှိတဲ့ player ဖြစ်တဲ့အတွက်ပြောလေးလို့ရနိုင်ပါလို့ကျွန်တော် တကူကဒါအားလုံးနဲ့တည်တယ်ဖူအန်နဲ့ပွဲမှာလည်းကော်နာကနေတစ်ဆင့်ဒါဒီကတော့ပုံမြင်ဟောင်းမှာပဲပတ်တိုင်းနဲ့ပြောပြတယ်ဆိုတော့ယူနိုက်တက်ကဒီအမော်နီလက်ထက်မှာပူရောမှာဆိုးလာတယ်အရင်တန်ဟက်လက်ထက်မှာကလေးနဲ့တောက်ကံဘောတွေဆာဗစ်တွေကနေတစ်ဆင့်ပေးကူတွေများတယ်ဒီရာသီမှာဆိုရင်တောက်ကံဘောက GM ပဲတိတဲ့ပေးရတယ်ကွာ73ဂိုးတိရှိထားပြီဒါပေမဲ့အာဆင်နယ်ကဒီနောက်ပိုင်းဒီအထူးဖြစ်စကာဒန်ရဝပြီးနောက်ပိုင်းမှာတောက်ကံဘောကနေတစ်ဆင့်ဒီသူတို့ရဲ့ဒီဘယ်လိုပြောမလဲကော်နာရူတင်တင်တဲ့ပုံစံတွေနည်းနည်းလေးဘယ်လိုပြော လိုအပ်ချက်ရှိနေမှာထင်တယ်။ဟုတ်ကဲ့။အဲဒါကြောင့်မို့အာဆင်နယ်ကတောင်းကန်ပေါ်ရလာတော့နည်းလာတယ်။ဒါပေမဲ့ဘာပဲပြောပြောအာဆင်နယ်ရဲ့တောင်းကန်ပေါ်အရေးသွေးဟာဂူးရဖို့အများကြီးချင်းချောင်းနေတဲ့အနေအထားရှိရဆိုတော့ဒီချက်ကရော United ရဲ့ဟိုဘယ်လိုပြောမလဲအာနေချက်တစ်ဖက်ကအာဆင်နယ်အတွက်အားသာချက်အမျိုးများဖြစ်နိုင်မှုရှိလာမှုကျွန်တော်ညီတို့သုံးသပ်ပြပါဦး။အမ်ဖြစ်နိုင်တာပေါ့ဖြစ်နိုင်တာပေါ့ဆိုတော့က Manchester United ရဲ့ဒီလက်ရှိဒီ concept ဒီဘယ်လိုပြောမလဲဒီစက်ပြီ defend ဟိုဘယ်လိုပြောမလဲခုခံတဲ့အပိုင်းမှာပေါ့နော်တော်တော်လေးကိုအားနေတာတွေ့ရတယ်ပေါ့။ ဘာပဲပြောဒါပြီးခဲ့တဲ့ဖွင့်တဲ့ပွဲမှာဆိုလည်းဒါကျွန်တော်တို့ဒါကြည့်နေတာပဲဒါဩဒီဒီပွဲမှာတော့ဒါကိုမပေးရဘူးပဲထင်တာပေါ့ဒါပေမဲ့လည်းထင်တဲ့အတိုင်းပါပဲဒီလိုကိုမပေးရဘူးဒါပေမဲ့ထင်တဲ့အတိုင်းပဲပေးနေရတာပဲပေါ့နော်ဒါပေမဲ့တခုရှိတာကဒီအာဆင်နယ်ကလည်းခုနောက်ပိုင်းမှာဒါယုံကြည်မှုနည်းနည်းကျနေလားတော့မပြောထောက်ဘူးနော်သူတို့ကဒီဟိုဆက်ပြီးရလဲဒါဂိုးတွေလည်းတိတ်တိတ်မတွေ့ရတော့ဘူးပေါ့နော်ဒါပေမဲ့ဟိုသတိတော်ထားမှာပေါ့ဘာဖြစ်လို့တော့လက်ရှိအာဆင်နယ်တိုက်စစ်ကလည်းရရင်အားကိုးရတဲ့အနေထားလည်းတိတ်မတွေ့ရဘူးလေတိတ်မတွေ့ရတော့သူတို့ရဲ့အားသာချက် အတိုင်းပဲဒီ Manchester United ကိုဒီစက်ပီတီးယားပဲကိုးရဖို့ကြိုးစားလာလိုက်ဦးမယ်လို့ကျွန်တော်ထင်တယ်အဲ့တူကဒီက Amorn နေနဲ့ဒီအပိုင်းကိုဘလို့ဘလို့ဟိုခုခံကာကွယ်မယ်ပေါ့နော်ဒီတစ်ချက်ကိုပြန်ပြီးစောင့်ကြည့်ရမယ်ဘာပဲပြော Manchester United ကတော့အန်ရဲတော့များတယ်ဗျတေးကြတယ်ဒီအပိုင်းက Arsenal အားတက်ခြင်းဖြစ်တယ်အားတက်ခြင်းအားနေချက်တေးကြဘောက်ဖြစ်နေရတော့တေးကြတယ်ဟိုပိုဆိုးတာကအခုမြင်ပြဒီနောက်ပိုင်းဆိုရင် Merino ကို first time မှာထားတယ်မီနိုရဲ့အားတာလာလေဒီခေတ်ပိုင်းပို့ပြီးမှအားတာတယ်ပေါ့လေဒီအားတာတဲ့အချက်ကိုပဲ ဒီကဘာလို့မလဲနောက်ပိုင်းဂူတော့မရပေမဲ့ဂူရလူရခင်လေးတော့ရှိတယ်ရှိပါမင်းတို့ဒါ forest နဲ့ဘွဲမှာခုံလိုက်လိုက်တာဆိုဂူသမားဒီ sales ကော်ဝဲတာတော်တော်လေးကောင်းသွားတဲ့အချိန်ဒီပေါ့လေနောက်ထပ်ဒီ arsenal ရဲ့ premier league တွေ့ဆုံပွဲမှာလည်း man u နဲ့ဘွဲမှာရောက်သွားတဲ့ဂူရလည်းကြည့်မယ်ဆိုတောင်းကန်ဘွဲကနေရောက်သွားဆို arsenal ကလောလောဆယ်တခြားလက်နက်ကဘာမှမရှိဘူးလေဟုတ်ကဲ့နောက်ဟိုကြည့်မယ်ဆိုရင်ဒီဘွဲမှာ saka လည်းပါဘူးလည်းမရှိသေးဘူးတရင်းတွေလည်းဘာမှလည်းထပ်မကြဘူး martinelli လည်းပါဘူးမရှိဘူးအဲ့အတွက်သုံးနေကြတိုင်းပဲဒီဘဲတောင်းပန်ဒီညကြောင့်မှဆို wanry ရဲ့ အထောင်လိုက်စစ်မှာဆိုမီနိုရယ်ဒီပုံစံနဲ့ပဲဆက်ပြောမှာပွဲထွက်လာမယ်ဆိုတော့ထောင်းကန်ဘောကနေတစင်ပဲတာလာမယ်ထင်တယ်ဒီနေရာမှာဟိုဒါနည်းနည်းလေးအာဆင်နယ်ပဲရှူတော့မှာပေါ့လေအာဆင်နယ်ကကွင်းလင်နဲ့ဒီခန်းစစ်စုဖွဲ့မှုလေးမှာတော့ United တက်ကိုပို့ပြီးမှချစ်လက်တယ်လို့ဒါခန်းစားရတယ်ဒီချက်လေးရောဒီပွဲမှာဒီပွဲအပေါ်မှာဘယ်လောက်ထိဒါတာသွားနိုင်လဲပေါ့နော်အကျိုးတရားမှု impact block ဖြစ်နိုင်လဲကျွန်တော်တို့သိကြတယ်အာဆင်နယ်က United ထက်အများကြီးတာတဲ့အသင်းအာဆင်နယ်ညံ့နေတယ်ဆိုပေမဲ့အများကြီးတာတဲ့အသင်းပေါ့နော်အထူးသဖြင့်ဒီခန်းစစ်နဲ့ ကွင်းလေကတီးတတာတာတယ်သူကဟိုစထရက်ချာကလုံးဝအပြည့်ရှိနေပြီဒါအရန်တည်ငိမ့်နေအပြည့်ပွဲတော်ပွဲအလွယ်တကူစိုးမနိုင်ဘလို့အသင်းမျိုးမစိုးပါတော့ဒါအာဆင်နယ်နဲ့တောက်လျှောက်ကောင်းတဲ့အသင်းတွေအကုန်လုံးတွေ့တယ်သူတို့ရလက်စိုးတာရှိတယ်အဲဒီနိုင်နိုင်လည်းရှိတယ်ဒါပေမဲ့ပွဲအကုန်လုံးမှာသူတို့ရဲ့လွှမ်းမိုးနိုင်စွမ်းတော့မလျော့ပါဘူးပေါ့နော်သူတို့အရန်ထက်မြက်ချင်မှထက်မြက်မယ်ဒါပေမဲ့ပွဲကိုလွှမ်းမိုးထားနိုင်တယ်စိုးမိုးထားနိုင်တယ်တီတီငင်ငင်ကိုင်းတွေထားနိုင်တယ်အဲ့ဒီအချက်ကမန်ချက်စတာယူနိုက်တက်နဲ့ပြောင်းပြန်ဖြစ်နေတဲ့အချက်ပေါ့နော်အဲ့တော့အာဆင်နယ်ကလည်းဒီပွဲကိုလည်း အဲ့ဒီ fashion အတိုင်းပဲ United ကွင်းဖြစ်နေတဲ့အတိုင်းအောင်အဲ့ဒီ fashion အတိုင်းပဲသူတို့ထိန်းချုပ်နိုင်လိမ့်မယ်အဲ့တော့ကျွန်တော် United ဘယ်လိုကစားမလဲဆိုတော့ပြန်စဉ်းစားရဖို့ရှိလာတယ်ပေါ့နော်ပထမအကြော့ Premier League မှာတွေ့တော့ဆို United ကလုံးဝဘောလုံးမကင်ကျင်မင်းနဲ့ကန်စစ်ပဲကစားကျင်တဲ့ပုံစံမျိုးရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဆိုရင်တော့ Arsenal ကစားရတာနည်းနည်းလေးခက်တယ်ဘာလို့လဲဆိုတော့သူတို့တိုက်စစ်မှာလုံလောက်တဲ့ attacking force မရှိဘူးလုံလောက်တဲ့ attacking organization တိုက်စစ်ပိုင်းဆိုင်ရာစုဖွဲ့မှုမရှိဘူးပေါ့နော်မရှိတဲ့အခါမှာ United ခုခံကစားတာပူလွယ်အဲ့လိုမဟုတ်ဘဲနဲ့ United ကကင်ကစားခြင်းမယ်ဆိုတော့ဒါ United ကိုတို့ကကိုရှာတဲ့အပိုင်းကိုရောက်သွားဖို့များတယ်ပေါ့နော် Arsenal အနေနဲ့ United ကဟလာနဲ့ Arsenal မှာဒီအသုံးချနိုင်စွမ်းအပြည့်ရှိတယ်ပြီးတော့တို့ဒီပြောမယ်ဆိုရင်ရာစာကမပါဘူးပြီးတော့ဒီ Jesus တို့ပြီးတော့ Martinelli တို့ Kai Havertz တို့မပါဘူးဒါပေမဲ့သူတို့မှာလုံလောက်တဲ့ Tricep Talents တွေပေါ့လေအထူးသဖြင့် Winery နဲ့ Trossard ပေါ့နော်သူတို့က United ကဗျာဒါ3 5 343ပုံစံမျိုးပေါ့နော်အဲ့တော့ဒီ United ရဲ့ခန်းစစ်3ယောက်ခါဒီ3 back ကစားတဲ့အသင်းတွေဒီ modern 3 back ကစားတဲ့အသင်းတွေရဲ့လုံလောက်တဲ့ dynamic ဖြစ်မှုမရှိဘူးနှီးတယ်ပေါ့နော်အကြံပြုပြောမယ်ဆိုရင်တော့ဘသူလဲသုံးသုံးပေါ့ဒါ Maguire လည်းနှီးတယ်ဒီ Lick လည်းအဲဒီ style နဲ့ဆိုရင်နှီးတယ်လို့ပြောလို့ရတယ် Lenny Yoro ကလည်းအဲ့လောက်ကြီးမြန်တယ်မဟုတ်ဘူးပေါ့နော်မြန်တယ်ဆိုရင် Lisandro Martinez ကိုပြောမှာပေါ့ဒါပေမဲ့ Lisandro Martinez ကမပါဘူးဖြစ်နေတယ်အဲ့တော့ United ခန်းစစ်မှာအဲ့ပြဿနာရှိတယ်ပြီးတော့သူတို့အဲ့လိုအဲ့ပြဿနာရှိတဲ့အတွက်ဒီလိုမျိုး ကွင်းလေကိုခုံတက်တယ်ပေါ့နော် jump လုတ်တယ်လို့နောက်ပိုင်းမှာမီဒီယာတွေကသုံးလုံးတယ်ပေါ့နော်အဲ့ jump လုတ်ခြင်းမှာအားနေမှရှိတယ်ပြီးတော့ဒီ white center back အနေနဲ့တောင်းပန်တွေကိုထွက်ပြီးတော့ကာကွယ်မှုကာကွယ်မှုဆိုတာတောင်းပန်ထွက်ပြီးတော့ကာကာကျင်တိုင်းနဲ့ကာလို့မပြောဒီမှာ cap ကြီးအခြေကြီးကြံခဲ့ပါအောင်အဲ့ဂျာတွေကအချိန်ဆမှာအခုဒီတိုင်မယ်မကြိုက်ဘူးပေါ့နော်အဲ့ဒါကသူတို့ရဲ့ skill set နဲ့လည်းဆိုင်တယ်သူတို့ရဲ့ဒီ physical power ပေါ့အမြန်နှုံးနဲ့လည်းဆိုင်တယ်ပေါ့နော်အဲ့တော့အဲ့လိုအပ်ချက်တွေရှိအဲ့လိုအပ်ချက်တွေရှိတဲ့အသင်းဖြစ်တဲ့အတွက်ပုံမှန်အသင်းတစ်သင်းကိုဆိုရင်တော့ Arsenal က သူတို့မျက်နှာမြင်ထိုးပေါက်နိုင်ချင်မှာထိုးပေါက်မှာဒါပေမဲ့ United အတွက်တော့သူတို့မှာလုံလောက်တဲ့ဒီ power ရှိတယ်เนาะအဲ့ဒီတစ်ချက်ကိုကျွန်တော်တို့ဒီကြပေါက်စောင့်ကြည့်ရလိုက်မယ်ပြီးတော့ပုံမှန်အပြင်ဆိုရင် United ကကွင်းလေအဲကန်ဆယ်ဟာဒီအခုလောက်အားနည်းနေခြင်းမရှိဘူးအခုကကြတော့ဒန်ရကသာမန်တော်တော်များနေပြီဆိုတော့ဒီ Ugarte တယောက်ထဲနဲ့ပုံစံမျိုးဖြစ်နေတာဗောနော Ugarte ကလည်းဒါအကန့်အသတ်ရှိတယ်နောက်ပြီးတော့ Ugarte နဲ့ Casemiro တို့တွဲရင်လည်းအဆင်မပြေခဲ့ဘူးအရှိကိုဘောလုံးမရောက်တော့တဲ့ပုံစံမျိုးကျွန်တော်တို့အများကြီးမြင်ခဲ့ရတယ်ဗောနော်အဲ့တော့ ဒါတွေပဲနော်တနည်းအဖို့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 ဖြစ်နေတဲ့အတွက်အာဆင်နယ်ရဲ့ structure ကတော့အများကြီးတာပြီးတော့ United ဟာလာနဲ့အကောင်းကောင်းဒုက္ခပြနိုင်မယ် level မှာရှိနေတာတော့အမှန်ပဲကိုအာဆင်နယ်ဘက်ကတော့အားတာနိုင်တယ်အများကြီးပေါ့လေဒီဘက်မှာ United ကနိုင်ခဲ့မယ်ဆိုရင်တော့ဘလို့အားတာချက်မျိုးနဲ့အနိုင်ယူနိုင်စွမ်းရှိမလို့ထင်တယ်သူအိုးနေချက်တော့ဒါအပိတ်နေပြောပြအာဆင်နယ်ရဲ့တူးချင်းအမားတွေပေါ့ပြောပါတော့ဒီခန်းစစ်ကတူးချင်းအမားတွေကိုဒီပဲကြည်စောင့်ပြီးတော့ပဲကစားတော့ပေါ့အဓိကကတော့ဒီတိုက်စစ်ပိုင်းမှာဒါဟိုမျောနှင်းစရာဆိုလို့ အနာချွေးအမြန်နှုံးနေပါတော့။အနာချွေးအမြန်နှုံးနေ။ဘွယ်မျိုးမှာတော့မထင်မှတ်ပဲနဲ့တော့ဟုတ်ကဲ့။ chance တွေတော့ရလာတယ်။ဖြစ်ကျွန်တော်ဒါကိုနိုင်ကြီးလည်းအမြန်နဲ့ပြောပါ chance ရတဲ့ဟာခနာချူဖြစ်နေတာ United တို့ပြက်တင်တာ။ဟုတ်ကဲ့။ဒါလားသူ့တဲ့ပုံပြီးတေချာတဲ့လူဖြစ်နေပြက်တင်တာမဟုတ်ဘူး။အဲ့အဲ့ဒါလေးကလည်းတခုပြောစီ။အဲဒီဘက်မှာခနာချွေးကဒီဘယ်လိုပြောမလဲပွဲတွင်းမှာပေါ့နော်။ဒီဆုံးမြတ်ချက်တွေပေါ့။ဆုံးမြတ်ချက်တွေသူ့ရဲ့ဟိုရလာတဲ့ခွင့်လေးတွေကိုဒါအဆုံးသတ်နိုင်မယ်ဆိုရင်တော့ဒီအပိုင်းလေးပဲဒါမျှော်ရရှိရ။နောက်ပြီးတော့တခုရှိတာက Bruno ပေါ့နော်။ Bruno ခြေဆွမ်း ကောင်းနိုင်ရင်လမ်းဆန်းနေရင်ဆိုတော့မကြောက်ရွံ့တဲ့တိုက်စစ်ပိုင်းနည်းနည်းလေးအဆင်ပြေလာမယ်လို့တော့ကျွန်တော်ထင်တယ်ဗျဟုတ်ကဲ့ပါဒါအုတ်ထက်ဖို့မှာဘယ်လိုရလက်ထွက်မလဲဆိုတာကြည့်ရမယ်ဒီဂျားထဲမှာတော့နှစ်သင်းလုံးကဥရောပအဝေးကွင်းပွဲစဉ်တွေအတူတူကစားရမယ်အာဆင်နယ်လည်း PSV နဲ့ကစားရမယ်မန်ချက်စတာယူနိုက်တက်ကလည်းဆူစီနဲ့ကစားရမယ်ဒီပွဲတွေမှာဒဏ်ရာပြဿနာကြီးကြီးမားမားမရှိခဲ့ဘူးဆိုရင်တော့ဒါအခုသုံးသက်ချက်လေးကတော့ဒါအဆင်ပြေတာပေါ့လေဒါမှမဟုတ်ဒဏ်ရာပြဿနာတခုရှိခဲ့မယ်ဆိုတော့လေဒါတော့ခမန်းလို့လည်းမရဘူးပေါ့လေဒီပွဲလေးကိုဒါနီးပြွာရှူတော့ငါရော နောက်ထပ်ဒီတခြားရှုထောင့်ကနေတော့ဒါသုံးသပ်ပြီးသွားအတွက်ညီတို့တယောက်ကိုကျေးဇူးထူးတင်ပါတယ်ကြည့်ရှုအားပေးကြတဲ့ဆော့ကောပရိသတ်တဦးချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ